္လာပါရှင်အမျိုးသမီးတို့တန်နေကြောင်းရှုစားကြမှာပါဒီအစီအစဉ်ကတော့နိုင်ငံအရေးရက်ကအမျိုးသမီးတွေရဲ့မတူညီတဲ့အနာဂတ်ဤမှန်းချက်တွေမျှော်လင့်ချက်တွေခက်ခဲကြမ်းတမ်းတဲ့ဘဝတွေကိုသူတို့ဘယ်လိုဖြတ်သန်းခဲ့ကြလဲလက်ရှိမှာရောဘာတွေဆိုင်နေကြရလဲဆိုတဲ့အကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါအရင်ဆုံးပြပြပေးမှာကလက်တလောဖြစ်ပွားနေတဲ့အမျိုးသမီးတွေနဲ့ပတ်သက်တဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါဒီသတင်းတွေကတော့မေလ10ရက်နေ့ကနေမေလ16ရက်နေ့တွင်ဖြစ်ပေါ်ခဲ့တဲ့သတင်းတွေဖြစ်ပါတယ်သတင်းပြည့်စုံကိုတော့ DBB ဘာမီဝက်ဘ်ဆိုက်မှာတွားရောက်ဖတ်ရှုနိုင်ပါတယ် ထမအောင်ဆုံးအနေနဲ့တော့ဆန်းစုကြည်ရဲ့မွေးနေ့ဆုတောင်း၈တောင်းဆုတောင်းပြီးတော့ကမ္ဘာစံချိန်တင်မဲ့အစီအစဉ်လှုပ်ဆောင်မှုရှိနေတဲ့တဲ့င်းကိုပြောပြပေးပါမယ်။လူလူကောင်းဆောင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ရဲ့အသက်၈၀ပြည့်မွေးနေ့အထိမ်းအမှတ်ဖြစ်အချိန်ဆရဲ့အတွင်းမှာမွေးနေ့ဆုတောင်းစုစုပေါင်း၈တောင်းကိုဆုဆောင်ပြီးတော့ကမ္ဘာစံချိန်တင်မဲ့အစီအစဉ်လှုပ်ဆောင်မှုရှိရလို့ဒေါ်ဆန်းစုကြည်ရဲ့တားငယ်ကင်အရစ်ခေါ်ကိုထင်းလင်းက TVB ကိုပြောပါရတယ်။ 2025ဇွန်လ19ရက်နေ့မှာကြာရောက်မဲ့ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အမှတ်တရကမ်ပိန်းအစည်းအဝေးတစ်ခုပြုလုပ်မှာဖြစ်တယ်လို့ SU80 ကမ်ပိန်းကထုတ်ပြန်ကြေညာထားပါတယ်။ပထမအစည်းအဝေးနဲ့မွေးနေ့ဆုတောင်း Electronic Birthday ကတ်တွေကိုမေလ19ရက်နေ့ကနေဇွန်လ19ရက်နေ့ထိရောင်းချပေးမှာဖြစ်ပြီးနိုင်ငံတကာမှ SU80 ကမ်ပိန်း Official Fundraiser တွေထံမှတရားဝင်မှာယူနိုင်မယ်လို့ဆိုပါတယ်။ ဗတ်ဒေးကတ်မှာတော့မွေးနေ့ဆူတောင်းတွေကိုရေးသားပေးပို့နိုင်ပြီးမွေးနေ့ကတ်တွေကိုကိုထိန်လင်းကတင်စီထားပြီးတော့ဒေါ်ဆန်းစုကြည်နဲ့ပြန်လည်တွဲဆော်ရတဲ့အခါမှာပေးအပ်သွားမယ်လို့သိရပါတယ်။မွေးနေ့ကကနေရရှိတဲ့အလူငွေတွေကိုတော့ဒေါက်ဆန်းစုကြည်မွေးနေ့အမှတ်တရအနေနဲ့မြေပြင်မှာရှိတဲ့ဂူကြီးလိုအပ်နေတဲ့နေရာတွေကိုလှူဒန်းသွားဖို့ရှိတယ်လို့ကမ်ပိန်းရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာရေးသားထားပါတယ်။ ဒုတိယအစီအစဉ်အနေနဲ့တော့မွေးနေ့ဆူတောင်း short video message စုစုပေါင်း8000ကိုစုဆောင်ပြီးကမ္ဘာစံချိန်တင်မဲ့အစီအစဉ်လေးဖြစ်ပါတယ်။ဇွန်လ6ရက်နေ့ကနေဇွန်လ16ရက်နေ့အထိအချိန်10ရက်အတွင်းမှာစုဆောင်သွားမှာဖြစ်ပါတယ်။ video ပေးပို့ဖို့ကုတ်ကိုတော့ suit 80 campaign official fundraiser တွေထံကနေတောင်းယူရမှာဖြစ်ပြီးတော့ဒီအတွက်ငွေကြေးတစုံတရာထည့်ဝင်ဖို့မလိုအပ်ပဲဒေါ်ဆန်းစုကြည်ကိုချစ်ခင်လေးစားသူတိုင်းပါဝင်နိုင်တယ်လို့ဖိတ်ခေါ်ထားပါတယ်။ ကမ္ဘာရဲ့နောက်ဆုံးအဆင့်အနေနဲ့မွေးနေ့ဆူတောင်းဗီဒီယိုနဲ့ electronic birthday card တွေအများဆုံးရတဲ့ပုံကိုဖြစ်ကမ္ဘာစံချိန်တင်အောင်စူးစမ်းနေတာလို့ကိုထိန်လင်းက DVB ကိုပြောပါတယ်။မကြာသေးခင်ကလည်းမြမအမှုပညာရှင်တွေဖန်တီးထားတဲ့ပကြီကားပုံတွေပါတဲ့ပြက်ကလေးအခု6000ကိုရောင်းချခဲ့တာအချိန်တိုတွင်းရောင်းကုန်သွားခဲ့ပါတယ်။ အသက်80ရွယ်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ကိုအာဏာသိမ်းစစ်တပ်ကပုံမှန်14ခုနဲ့တရားစွဲထားပြီးတော့ထောင်နဲ့စုစုပေါင်း28နှစ်ချမှတ်ကနေပြီးတော့မှအကျဉ်းချထားတာဖြစ်ပြီးရှေ့နေအပါဝင် ထောင်ဝင်စာတွေ့ခွင့်မပေးဘဲပြင်ပနဲ့အဆက်အသွယ်ဖြတ်ထားပါတယ်စစ်အစိုးရအဆက်ဆက်မှာဒေါ်ဆန်းစုကြည်ကအခုတစ်ချိန်နဲ့ဆိုရင်၄ချိန်မြောက်ဖမ်းခံခဲ့ရတာဖြစ်ပြီးလက်ရှိချိန်ထိနေအိမ်ကျဲကျုပ်ပါဝင်ကျင်းထောင်ထဲမှာနေရတဲ့အချိန်ဟာစုစုပေါင်းအနည်း20နီးပါးထိရှိနေပြီဖြစ်ပါတယ်။ လုပ်ငန်းဝင်တွေလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုကတော့ကဘာတဝါလုံးမှာရှိတဲ့အလုပ်သမားတွေရင်ဆိုင်နေရတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။လုပ်ငန်းဝင်တွေလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုတာကတော့လိမ်အခြေပြုမလိုလားအပ်တဲ့အပြုမှုတွေပဲဖြစ်ပါတယ်။အဲ့ဒီထဲမှာနှုတ်နဲ့ဖြစ်စေ၊ရုပ်ပိုင်းဆိုင်ရာဖြစ်စေအခြားသောနည်းလမ်းတွေနဲ့လိမ်မိုင်းဆိုင်ရာထိပါနှောက်ယှက်မှုတွေပါဝင်ပါတယ်။အခုလိုမျိုးလုပ်ငန်းဝင်တွင်လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုဘယ်လိုမျိုးဖြေရှင်းဆောင်ရွက်ပေးနေလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ STUN သွေးစည်းညီညွတ်သောတမကများအဖွဲ့ချုပ်ကဆီယမတ်ဒေါ်မျိုးမျိုးအင်းနဲ့တွေ့ဆုံမေးမြန်းထားပါတယ်။ နေမဲဆိုင်နောက်ဆက်တာမျိုးကြတော့ဒီဝင်ကြီးအလုသမားဝင်ကြီးဌာနအောက်ကစီးချက်တဲ့ဦးစီးဌာနတွေမှာကဒါအဖြစ်ရှင်းလို့မရအောင်ရဲစခန်းတို့တရားရုံးတို့မှာရှင်းရတဲ့ကိစ္စပေါ့နော်အဲရဲမှာအမှုဖွင့်ဖွင့်ပြီးတော့တရားရုံးမှာရှင်းတော့အဲ့လိုပုံစံနဲ့ပဲတော့တရားဆွဲဖို့အရန်ခက်ခဲတယ်ဒီဒီတရားဆွဲလိုက်ဖို့အတွက်ဘာဖြစ်လို့လဲဆိုတော့ trade case လိုမျိုးပေါ့နော်ကျွားတို့က အဲ့ဒါကိုအတင်းအကျပ်အမှုဖွင့်ဖို့အတွက်ကို6လလောက်ကြာမှအမှုဖွင့်လို့ရတယ်။နောက်ပြီးတော့လည်းဒီအစုလိုက်ပြုံလိုက်ပေါ့နော်ဒီလိုမျိုးကျူးလွန်နေအဲ့ဒါကိုကျွန်မတို့ကတရားရုံးကိုတင်တယ်။ဒါပေမဲ့ခက်တာကဟိုရဲစဉ်းစားချက်ပေါ့နော်ကျွန်မလည်းဒီဟာမှာဘယ်လိုမှ reasonable မဖြစ်ဘူးလို့ပြောတယ်။6လလောက်ကြာပြီးမှအဲ့ဒီနေ့ကအဝတ်အစားကိုဒီတော့စစ်ဖို့ဆိုပြီးတော့သူကတောင်းတာလေ။အဲ့ဒီ scam ကဘယ်လိုလုပ်ပြီးတော့ ဒီဟာရှိနေတော့မှလေလွန်ခဲ့တဲ့6လကိစ္စအဲ့ဒုံတွေကတရားစွဲဖို့ကြိုးစားတယ်လက်မခံဘူးအတရားခံနေအားလုံးကလွတ်မြောက်သွားတယ်ပြောရမယ်ဆိုရင်တစ်ဖက်ကဒူးနဲ့အင်အားနဲ့ရှိနေတယ်အဲဒီဘယ်လိုပြောမလဲလူမိုက်ဆိုလဲလူမိုက်ငွေဆိုလဲငွေပေါ့နော်အဲ့လိုလူမျိုးတွေကိုကျမတို့ကအာဒီခေါင်းနဲ့တိုက်ရတာဒါပေမဲ့ကျမတို့ကကြတော့အဖွဲ့အစည်းတွေကလူတွေကဒီမှာအခြေတည်ပြီးနေရတာဆိုတော့ကျမတို့အရန်အန်နေများတယ်တစ်ခါတလေမှာ why me ဂျူးလွန်တွေမှာအမျိုးသမီးတွေလည်းပါတယ်သူတို့ရဲ့မိသားစုမိန်းမတို့သူတို့ရဲ့အမေတို့နှမတို့ကသူတို့ရဲ့ဒီဂျူးလွန်တဲ့အမျိုးသားကမှန်တယ်ပေါ့နော်ဒီမိန်းကလေးကဒါဟာလော်မာတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဒါမျိုးတွေရှိရပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ကတိုက်ပြီးတော့လုပ်ပေမဲ့လည်းအခြားလက်ကမကောင်းနေအဲ့ဒါမျိုးကြတော့ဘက်ပလက်တိဖို့အတွက်ကောပေါ့နော်လောရတာတော်တော်ခက်ခဲတယ်နံပါတ်1ကတော့ကျွန်မကဒီကျမရင်းနဲ့ပတ်သက်တာပေါ့နော်ကျမကသူကသူ့ကိုဘယ်လို recover လုပ်လို့ရမလဲပေါ့နော် break ဆိုလို့ရှင်လေဒီဒီမှာသူ့သူ့ကိုဟိုလောက်ရမဲ့ process ရှိမယ်လေဘာလောက်ရမဲ့ညာလောက်ရမဲ့ break မဖြစ်သွားဘူးဆိုလို့ရှင်တော့မှာသူ့ကိုအဲဘလို့ကျမတို့ counseling ပေးရမှာလေသူ့ကိုဘလို့နှစ်သိမ့်ဆွေးနွေးရမှာလေပုံမှန်နေထားဖြစ်ဖို့အတွက်သူဘလို့လောက်ရမလဲပေါ့လောလောဆယ်တော့ဘာမှမဖြစ်ဘူးဆိုတော့စိတ်ဆိုးမယ်ဒေါသထွက်မယ်ရှက်မယ်အဲအကြောင်းမျိုးမျိုးပေါ့နော်ပဝင်းရှင်ကဝိုင်းလဲညှိုးထိုးမယ်ဒါမျိုးတွေအဲ့အချိန်မှာနောက်ဆက်တွဲအနေနဲ့ဘာလောက်ကြလဲဆိုရင်စိတ်ရောအိရှာကြီးကအဲ့လိုအဖြစ်ခံရတဲ့ main key လို့ထုတ်ပလိုက်ဒါမျိုးတွေရှိတယ် အဲ့အရှေ့ပိုင်းမှာလည်းကျမတို့ဒီအန္တမသိငယ်မှာလည်းဒါမျိုးတွေကြုံရရတာရှိတယ်။ဆိုတော့နောက်ပိုင်းကိစ္စတွေမှာကြည့်နေဆိုလို့ရှိရင်လေလုပ်ငန်းခွင်ထဲမှာအကျူးလုံခံရတဲ့ main ကလေးတွေကိုသူကအလုပ်တွေဖြုတ်ဖြုတ်ပေးလိုက်ကြတယ်။အဲ့လိုအလုပ်ဖြုတ်လိုက်တာကဘာလို့ပြောချင်တာလဲဆိုရင်ကျူးလွန်တဲ့သူကိုနင်းမှန်နေနေလုပ်လို့ရတယ်။နင်းဆက်တာလုပ်ဆိုလို့ပြောအပေးတယ်လို့ဖြစ်နေ။ဒါကမဖြစ်သင့်ဘူးပေါ့နော်။ခုနကအဲကျမကလည်းဒီ ကျူးလွန်ခံရတယ်လို့ယူဆတဲ့လူတွေကိုပြောချင်တာကအာတရားဥပဒေရဲ့ဒီလမ်းကြောင်းပေါ်မှာပေါ့နော်ဒီလူတွေကိုဒီအရေးယူတာမျိုးဒါကနောက်ဆက်နှစ်ကြာမှအရေးယူမျိုးဆိုပြီးတင်ထားလို့ရတဲ့ကိစ္စမျိုးပေါ့အခုချက်ချင်းပဲအဲဒီအရေးယူမှုကိုလုံးလုံးတင်တယ်အဲ့တော့အာဒီကိစ္စတွေကဟိုလုတ်ပေးတဲ့သူမှလည်းပေါ့နော်အန်လီအရန်များတယ်ဆိုတာဟိုဒီဒီ အန်တူရတဲ့လူပါလေပေါ့နော်သူ့ကိုကျူးလွန်ပါတယ်လို့ပြောရတဲ့လူအနေနဲ့ကမိသားစုမှလည်းသူအဲ့လိုမျိုးဟိုဘယ်လိုပြောမလဲချင်းချောက်ခံရတာလေအများကြီးပဲရှိရတယ်မိသားစုလည်းပြောင်းပေးလိုက်ရတာမျိုးရှိတယ်အဲတခါတလေပေါ့ခက်ရခက်စစ်ပေါ့နော်ရဲမှကျမတို့ကအမှုဖွင့်ရဲရမဖွင့်ပေးခြင်းဘာလို့လဲဆိုတော့ကျမတို့တွေမျက်နှာကိုမြင်ပြီဆိုလို့ရှိရင်အဲ့လိုမျိုးရဲမအမှုဖွင့်တယ်ဖွင့်ပြီးပြီးရင်ပျောက်သွားတယ်ဆိုတာဒီသူတို့ဘက်ကလည်းထင်တယ်ဆိုတော့အဲ့ဒီလူတွေကကြတော့သူတို့ရဲ့ဘယ်သူမကင်းရမကင်းကြောင်းတွေဖြစ်နေ เนาะအဲ့တော့ဒီအမှုတွေ ਨੇ တရားစွပ်ခံရပြီဆိုလို့ရှိရင်ထောင်ကြမယ်လို့အာမခံမရတော့ဘူးလို့သိလာတဲ့အခါကျရင်ခြားထဲကနေပြီးတော့ဘယ်လိုမျိုးအကျိုးဆောင်တွေရတော့တကောင်တခြားလူတွေရတော့တကောင်ဝင်ပြီးတော့အဲ့လိုအမှုဖွင့်တဲ့သူအဲဂျေးခိုင်းတာလို့ဒါအဂျေးရတဲ့ကိစ္စမျိုးမဟုတ်ဘူးလေငွေဘလောက်ပဲပေးပေးဂုံသိက္ခာနဲ့တက်ဆိုင်နေနောက်တစ်ခုကအာဒီဘယ်လိုပြောမလဲမလုံးဝမဲ့ကိစ္စမျိုးပေါ့နော်မလုံးဝမဲ့ကိစ္စမျိုးလုပ်တယ်ကျမကကျမကကြတော့ဘယ်လိုမြင်လာလဲဆိုတော့ သူတို့ကဟိုလုံပိုင်ငွေလုံလို့ရရတယ်ပေါ့နော်ဟိုအထက်ရာရှိဖြစ်သွားပြီဆိုလို့ရှိရင်အောက်ကပဒီဝင်တဲ့ပေါ်မှာအဲ့လိုမျိုးချူးလုံလို့ရတယ်ဆိုတော့အတွေးသူတို့ခေါင်းထဲဝင်သွားစေဘာမှမလုပ်ခဲနေတာအဲ့လိုမျိုးနဲ့ကျမတို့ကလှုပ်ခိုင်းတာဒါပေမဲ့အဲတော်တော်များများပါပဲကျမတို့ခုနမှုတရားရုံးမှာအမှုရှုံးနေအဲနောက် yes ခန်းနေမှာလဲကျမတို့ကဒီနေ့ဖွင့်နေဆိုရင်မိုးလေးရေအမှုကသွားပိတ်လိုက်ကြတယ် ပေါ့နော်။နောက်သူတို့ကသူတို့ကျမတို့မသိအောင်ခြေအေးတယ်။အဲ့လိုမျိုးတွေဖြစ်နေတယ်။အခုချိန်ထိတော့ကျမတို့လည်းလက်ဆုပ်လက်ကိုင်းနဲ့ back case ကြီးကိုတော့မတို့တွေအောင်မြင်နေနဲ့ဖြစ်ရှင်းလိုက်နိုင်တယ်လို့ထုတ်မပြနိုင်။ဒီ guy guy ရှင်ဒီနဲ့အတူတူမှာဒီပါဝင်နေတဲ့လူတွေပေါ့နော်။ဟုတ်လား။ဒီအိရှာတို့လို့စက်ရုပ်ပူးတို့လို့အဲ့လိုမျိုးလူတွေကလေငါဆိုရင်ကောဆိုရယ်လေဟုတ်ပါအမျိုးသမီးကုနာလိုမျိုးပေါ့နော်ကျူးလွန်မှုတွေ 臭泡木鱼，撇拉的属于，我撸啊白白买盐巴的，流水没干盐巴了，他木流水，温室的都别干盐巴了，阿拉是的都别干盐巴了，满地阿别干盐巴了。底下啊，弟兄们老话无数了，没有了，过夜流水没撇撇，过夜在太阳撇撇，过夜太阳西北撇撇，过夜阳历的，阴历的，别忘了，那是古啊九三年的，九三年年那个的，文理流水，他们老话不落都是别忘了。 အေးနင်လောက်လိုက်ငါလိုက်ရှင်းပေးမယ်ဆိုတာမျိုးကတော့ဒီကိစ္စမှာအပြေအမြောက်ပြုတ်တယ်လို့ကျမတို့ကယူဆတယ်ဒီဒီဖြစ်စဉ်ဒီကျုလို့မှုဖြစ်စဉ်မှာ तू ကအပြေအမြောက်ပြုတ်ထားတယ်လို့မြင်တယ်အဲ့လိုအပြေအမြောက်မတရားမှုမှာအပြေအမြောက်ပြုတ်တယ်ဆိုလို့ရှိရင် तू ကအာဘလို့ကျိုးဆောင်မျိုးလဲဆိုတာမျိုးကိုကျမတို့ကအာဒီမေကုန်းထောက်ရတော့မျိုးဖြစ်လာတာပေါ့အခုမြင်နေတွေ့နေရတာအဲ့လိုမျိုးပဲအိရှာတွေကလည်းဒီဟာဥပဒေလုံးလို့မရဘူးဆိုတာမျိုးကိုကို့အလို့ရှင်ကိုမပြောဘူး အာဒီအလုတ်သမားကိုဒါလှရင်အလုတ်ကထုတ်လိုက်ပြီးတော့ဒီနှုတ်ပိတ်လိုက်တဲ့လမ်းကြောင်းမျိုးကိုတွားတယ်ပေါ့နော်ဒါကမလုတ်တဲ့မလုတ်ရတဲ့ကိစ္စတွေဖြစ်တယ်ဆိုတာကိုကျမကတော့အော်ဒီဗာဒီကတစ်ဆင့်ပေါ့နော်ကျမကပြောချင်ကဘာတော်ကမြို့သမီးစီစဉ်မှာတော့ယူရာရက်ဖီယာလို့ခေါ်တဲ့ထန်းရှော်နဲ့ဖက်ရှင်ကိုဖန်တီးနေတဲ့နိုင်ဂျီးရီးယားနိုင်ငံကဒီဇိုင်နာတယောက်အကြောင်းကိုပြောပြပေးမှာပါ နိုင်ဂျီးရီးယားနိုင်ငံလာကိုစမျိုးရှိအခက်ခရီစရီယိုမှာအထည်ချုပ်လုပ်သူတွေဟာအာဖရိကရင်ကျင်းမှုနဲ့အမွေနဲ့အကြောင်းအရာများပါဝင်တဲ့တောက်ပလှပတဲ့အထည်ပိုးတွေကိုရိုးရာလက်မှုပညာအတိုင်းပြုလုပ်ထားတဲ့ရက်ဖီယာနဲ့အလှဆင်ကချုပ်လုပ်နေကြတာပါအဘိရှ်ကီမူမူကရီကတော့အပိုင်းဆရီကိုဂယူတဆိုင်ပြန်လဲတုံးသက်ပြီးအသေးစိတ်တိုင်းကိုသူမရဲ့ထူးခြားတဲ့ဖန်တီးမှုအမြင်နဲ့ပေါင်းဆက်ဖော်ညွှန်းနေပါတယ်။ အဘိရှခင်ဟာဒီဇိုင်နာတူဖြစ်ပြီးတော့2020ခုနှစ်ကကိုဗစ် -19 ကြောင့်ကမ္ဘာတဝန်းရပ်တန့်သွားချိန်မှာသူမရဲ့ fashion အမှတ်တံဆိပ် Akka Curry ကိုစတင်တည်ထောင်ခဲ့တာပါကမ္ဘာကြီးပုံလွှဲလာမှုဟာတိတာထင်ရှားတဲ့ချိန်ချောင်းမှုတစ်ခုဖြစ်ပြီးတော့ဖက်ရှင်ဆက်မှုလုပ်ငန်းကလည်းသဘာဝပတ်ဝန်းကျင်ပျက်စီးမှုမှာပါဝင်နေတာပါ။ဒါကြောင့်မို့သူမဟာသူမရဲ့အမှတ်တံဆိပ်ကိုပုံမရေရှည်တည်တတ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာလေ့လာဖို့အတွက် Circular Fashion သင်တန်းတစ်ခုမှာဆင်းသွင်းပြီးတော့တက်ရောက်ခဲ့ပါတယ်။ then i started thinking okay you know what 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 if we had တချို့အချိန်မှာစဉ်းစားမိလာတယ်။ငါပြောချင်တာကအခုလို fashion ထူးရှင်လဲကောင်းမယ်။ဘယ်ချိန်မှမပြည့်ပြည့်မထားပဲဖြုတ်ချနိုင်တယ်ဖြတ်နိုင်တယ်။အရွယ်ရော့ပြီးတော့ပန်းအိုးထဲမှာတော့အသုံးပြုလို့ရတယ်ဆိုတာမျိုးပေါ့။ဒါမျိုးဖြစ်လာဖို့ဆိုရင်တဘာဝအမြင့်နေနဲ့ပြုလုပ်ထားတဲ့ fashion တွေလိုတာကိုငါသိပါတယ်။သူမရဲ့တင်တဲ့တစ်လျှောက်မှာတော့ အဗက်ရှခင်ဟာတခြားနိုင်ငံတွေမှာပင်လယ်ရင်ကြီးနဲ့နနက်သီးတို့မှပြုတ်လုတဲ့သဘာဝပစ္စည်းတွေကနေစန့်ကျင်ဖန်တီးထားတဲ့အထည်အမြင်တွေကိုစမ်းသပ်အသုံးပြုနေကြတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲဒီအရာတွေကသူမကိုစူးစမ်းလေ့လာခြင်းစိတ်ပေါက်စေခဲ့ပြီးတော့ဒေတာရင်းကစင်တူပစ္စည်းတွေအကြောင်းသိရှိစေဖို့အတွက်သူမရဲ့အဖေစီကိုဆက်သွယ်ခဲ့ပါတယ်။သူမရဲ့ဖေကအုံထမ်းမျိုးပင်မရတဲ့ short မျိုး raffia ကိုပေးပို့ခဲ့ပြီးတော့အဲ့ဒီပစ္စည်းကသူမရဲ့ဒီဇိုင်းတွေအတွက်ရိုးရာပစ္စည်းကိုတီထွင်ဖန်တီးနိုင်စေခဲ့တာပါ။ Rafia really stood out strong for me because Rafia ကျမအတွက်အရန်ထင်ရှားတယ်လို့ခံစားရတာကကျမလုပ်တဲ့အမျိုးမျိုးသော PR တွေကိုစိတ်တိုင်းကြခံနိုင်တာပါပဲ။ငါအနေနဲ့အယောင်ဆိုးရတယ်၊ဖြူအောင်ဖြောက်ရတယ်၊ဆွဲရတယ်၊အရန်အလုပ်များရတယ်။ဒါနဲ့ Rafia ကတကယ်ကိုခိုင်မာတဲ့အမြင်တစ်မျိုးဆိုတာသိလာတယ်။ဒါကြောင့်နောက်ပိုင်းမှာ Rafia နဲ့အဝတ်တစုံ bus ရှုပ်ဖို့ဆက်လက်လုပ်ခဲ့တယ်။ဝတ်ကြည့်တော့တကယ်လဲဟာတဝဲတစ်ခုလိုဖြစ်နေပြီမဲ့ကိုယ်တိုင်တော့အရန်ကြိုက်ခဲ့တယ်။ ရစ်ခင်ရရဖီယာထက်သွင်းဖန်တီးထားတဲ့ဒီဇိုင်းတွေကလွယ်လွယ်နဲ့လူကြိုက်များလာခဲ့ပြီးတော့ဖက်ရှင်ပြပွဲအတွက်တင်ဆက်ခံရလာသလိုကဘာတဝမ်းမှာလည်းရောင်းချလာခဲ့ပါတယ်။အဲ့ဒီဒီဇိုင်းတွေကနိုင်ဂျီးရီးယားရှိခီးသွွားတွေကြားမှာလူကြိုက်များအောင်မြင်လာခဲ့ပြီးအမှုပညာချစ်သူတွေပကြီးဆရာတွေဖျော်ဖြေ၍အလုပ်လုပ်သူတွေနဲ့နာမည်ကြီးကျော်မော်တွေကြားနှစ်သက်မှုကိုလည်းရရှိလာခဲ့ပါတယ်။ဒါမဲ့လည်းဒီပစ္စည်းကိုကမ္ဘာလုံးဆိုင်ရာပြည်သက်အတွက်အသစ်စမ်းနဲ့ပြန်လည်ဖန်တီးနိုင်ခဲ့ပေမဲ့ဖက်ရှင်လောကတွေကိုရောက်ဖို့ခီးလန်းကတော့အားလုံးမလွယ်ကူခဲ့ပါဘူး။ ရိုးရာရာ Tropical Africa မှာစပားရွက်တွေကနေရရှိတဲ့ Raffia အမြင်တွေကိုအိမ်အုပ်ခေါင်းအတွက်မူလကအသုံးပြုခဲ့ကြပြီးတော့မျက်နှာဖုံးပြဆက်ဝစ်စုံတွေမှာလည်းအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တာပါ When I started a lot of people saw it as something really weird မဆတ်တင်တဲ့အခါမှာလူများစုကဒါကိုအလိုမတူတဲ့အရာတစ်ခုလိုမြင်ခဲ့ကြတယ်နားလည်မယ်နော်လူတွေက Raffia ဆိုရင်ပုံမှန်အဖြစ်မျက်နှာဖုံးပြဆက်တွေကျူးကျူးအဆိုးဆေးတွေနဲ့ဆက်ဆက်စဉ်းစားတတ်ကြတယ် လူတွေမျက်နှာပုံးပြဆက်တွေကိုစဉ်းစားတဲ့အခါရည်ဘူးရအဖြစ်ကျမတို့ကိုပြောပြခဲ့တဲ့ဇလန်းတွေကိုအခြေခံရင်မျက်နှာပုံးပြဆက်တွေကဂျူဂျူအလေးထားရတဲ့တွဲဖက်ကြောင့်သိရှိရတယ်။ဒါကြောင့်ကျမတို့ကိုရဖီယာနဲ့လှုပ်လှုပ်တာမြင်ကြတဲ့အခါမှာဂျူဂျူပြုလုပ်နေရလို့တွေးတက်ကြတာပါပဲ။အဘိရှ်ခင်ရဲ့သဘာဝတည်တတ်မှုပေါ်အာယုံဆိုင်မှုဟာရဖီယာတုံးချင်းထက်ပုံမှုကျေပြတ်ပါတယ်။အထူးသဖြင့်သူမဟာပြင်ပကနေတင်သွင်းလာတဲ့ဓာတ်ရုပ်အယောင်ဆေးတွေကိုအာကိုသုံးဆွဲနေတဲ့လမ်းကြောင်းကိုဆန့်ကျင်ပြီးတော့ရိုးရာနီလန်းတွေကိုသာရွေးချယ်အသုံးပြုခဲ့ပါတယ်။ သူမဟာကိုလနက်ကနေရရှိတဲ့သဘာဝအရာမှုတ်တွေနဲ့အထယ်တွေကိုအရာဆိုပါရယ်ဒါအပြင်သဘာဝပတ်ဝန်းကျင်ခြေရာကိုရောနေစေမဲ့ရိုးရာပေါင်းခြင်းဤပညာကိုလည်းလက်ခံအသုံးပြုနေတာပါ we don't have weather problems you know weather changes we don't need to like ကျွန်တော်တို့မှာရာသီဥတုပြဿနာမရှိပါဘူးရာသီဥတုပြောင်းလဲမှုကိုလည်းသိပါတယ်ရာသီဥတုပြောင်းလဲသွားလို့ဝစ်စုံတွေကိုပြောင်းလဲဝစ်စုံမှုလိုရဲဆိုတဲ့အကြောင်းလည်းမရှိပါဘူးဒါကြောင့် fashion ဆိုင်ရာလေ့ထတွေကစွန့်ပစ်မှုတွေလိုမျိုးပြဿနာမျိုးကတော့ငါတို့မှာမရှိပါဘူး နိုင်ဂျီးရီးယားမှာရက်တည်ဖို့အတွက်လိုအပ်တဲ့ fashion ကတော့အကျိုးမြတ်ရပြီးလူလူအတွက်အကျိုးရှိတဲ့ fashion ဖြစ်ဖို့လိုပါတယ်။ဒါကြောင့်မို့ Rafia ကိုအသုံးပြုခြင်းဟာကျမအတွက်ကျမလူမျိုးအတွက်အကျိုးရှိတာဖြစ်ပြီးတော့ဒီ Rafia ကိုရရှိရတဲ့လုပ်ငန်းစဉ်ဟာလည်းပတ်ဝန်းကျင်ကိုဖျက်ဆီးရတဲ့အရာမဟုတ်ပါဘူး။ အခုတင်ဆက်ပေးခဲ့တဲ့နိုင်ငံအရေးရကမတူညီကြတဲ့အမျိုးသမီးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်တစ်ပတ်တွေမှာလည်းစောင့်မျှော်အားပေးကြပါဦးရှင်။ဒီစီဇန်နဲ့ပတ်သက်ပြီးတော့ဝေဖန်ကြံပြုချက်တွေပေးခြင်းနဲ့ဆိုရင်တော့ Facebook Page ဖြစ်တဲ့ DBB Women Back ကနေတင်ဆက်ပေးနိုင်ပါတယ်။ကြီးစုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။